စကိုင်းတိုင်းတပည့်ရင်းမြို့နယ်ရှိချမ်းမရဂန်ကျေးရွာကိုစိုးစုကလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာဒီဇင်ဘာ6ရက်နေ့လယ်ပိုင်းတည်းတေဆုံးသူ22ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ30ဦးတိရှိတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြုပြောပါရယ်ဒီဇင်ဘာ9ရက်ည7နာရီခန့်ကတပည့်ရင်းမြို့နယ်ရှိချမ်းမရဂန်ကျေးရွာကတပည့်ရေးဆိုင်မှာစီကိန်းပြိုင်ပွဲဖြစ်တဲ့မြန်မာဖိလစ်ပိုင်အမျိုးသမီးဘောလုံးပွဲကိုဒေသခံတွေစူပေါင်းကြည့်ရှုနေချိန်မှာ စောစုကဂျက်ဖိုက်တာအမျိုးအစားလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ပောက်ကွဲအားပြင်းထန်တဲ့ဘုံတွေကျဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်၅နှစ်အရွယ်ကနေ80ကျော်အရွယ်တွေရှိတဲ့ဒေသခံ21ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ22ဦးထိရှိလာပါတယ်။သေဆုံးသူတွေအနေနဲ့မောင်ခန့်စရာအောင်ကိုဖြိုးကိုရက်ထက်ကိုဝေယံကိုပူတူကိုဖိုးနီဦးစော်သေးဦးလင်းအောင်ဒေါ်သေးစီဦးကန်သေးဦးမြင့်တောင်ဒေါ်ခင်မအေး တော်ခေမော်ဥကြုံမြေဥမျက်ရှိန်ဥညံဘူဥတင်ရွှေဥတန်းစော်ဥစတဲ့ကနအူးစင်းတွေကို MFB ကရရှိထားပါဗျ။လက်တလုံးမှာတော့လေချောင်းရံကိုစိုးရင်နေတဲ့ကြားကပဲတဲဆုံးသူတွေကိုတကြိုနေရတယ်လို့ဒဏ်ရာရှိသူတွေကိုတော့လုံခြုံတဲ့နေရာမှာစေကူတမှုပေးနေပြီးဒဏ်ရာသူတွေတဲမှာအသက်အန္တရာယ်စိုးရင်ရသူတွေလည်းရှိသေးတယ်လို့မြေပြင်မှာကူညီနေသူတွေကဆိုပါတယ်။စောစုတကတပင်းရင်းမြို့နယ်ကိုတရက်ထဲမှာပဲဂျိုင်ယိုကော်ပရာဂျက်ဖိုက်တာတွေအသုံးပြုပြီးတော့ လေကြောင်းကနေ၅ချိန်တက်မနေပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါရတယ်။